ူတိုင်းကိုဖြစ်ချင်တဲ့ဆန္ဒကိုလိုချင်တဲ့ဘဝတွေကိုပြေဝမရနိုင်ပါဘူး။ဒါပေမဲ့ကျွန်တော်လက်တွေ့ဘဝမှာမရနိုင်တဲ့အခွင့်အရေးပေါင်းများစွာကိုဖြည့်ဆည်းပေးနိုင်တဲ့အရာရှိပါတယ်။အဲ့ဒါကတော့ social game တွေပါပဲ။သိပ္ပံပညာနဲ့ဆက်သွယ်ရေးနည်းပညာတိုးတက်မှုတွေကကမ္ဘာကြီးရဲ့အကျယ်ဝန်းကိုကြွားတစ်ခုလိုသိငယ်သွားစေခဲ့ပါတယ်။ကမ္ဘာနေရာအနှံ့ကအဖြစ်ပြက်အကြောင်းအရာတွေကိုသတင်းအနေနဲ့နိုင်ပိုင်းအတွင်းမှာသိနိုင်ပါတယ်။ကျွန်တော်နဲ့မိုင်ပေါင်းများစွာဝေပြီးနေထိုင်ကြတဲ့သူတွေနဲ့လည်းအလွယ်တကူမိတ်ဆွေဖြစ်နိုင်ပါတယ်။သူတို့ကိုအချိန်မရွေးတွေ့နိုင်ပါတယ်။သူတို့နဲ့အချိန်မရွေးစကားပြောနိုင်ပါတယ်။ ီလိုအခွင့်အရေးတွေကို social network ကိုအခြေခံထားတဲ့ game တွေကဖြည့်ဆည်းပေးနိုင်ပါတယ်စတူဒီယို AMK ကမြန်မာလိုရွာလိုခေါ်တဲ့ social network game တစ်ခုကိုဖန်တီးနေပါတယ်။သူတို့ကမြန်မာ game များစွာကိုဖန်တီးထုတ်လုပ်ဖို့ကြိုးစားနေတဲ့ game studio တစ်ခုဖြစ်ပါတယ်။စတူဒီယို AMK ကို2012ခုနှစ် February လမှာတင်ကူနိုင်ငံမှာစတင်ခဲ့တာဖြစ်ပြီး2013ခုနှစ် August မှာမြန်မာနိုင်ငံကိုရောက်လာခဲ့ပါတယ်။ဦးဆောင်သူတွေကကိုအေးမောင်မောင်ကြီးနဲ့ဒေါက်တာဂျီနယ်ဦးတို့ဖြစ်ပါတယ်။ တို့ပထမဆုံးဖန်တီးခဲ့တဲ့ရှမ်းမြန်မာဂိမ်းနဲ့အတူမြန်မာမိုဘိုင်းစိတ်ကွက်မှာအောင်မြင်စွာအခြေချနိုင်ခဲ့ပါတယ်။အခုဆိုရင်ရှမ်းမြန်မာဂိမ်းဟာဂိမ်းကစားသူဦးရေက၄သိန်းနီးပါးချီရောက်လာခဲ့ပါပြီ။ဒီလိုများပြားတဲ့ပမာဏကိုအကောင်းဆုံးအထောက်အကူဖြစ်စေဖို့နဲ့တို့ဂိမ်းတွေကို multi platform ဖြစ်ဖို့အတွက်ရွေးချယ်ခဲ့တဲ့နည်းပညာက HTML5 ဖြစ်ပါတယ်။အဓိက technology အနေနဲ့ကတော့ကျွန်တော်တို့ဒီ HTML5 ဆိုတဲ့ technology ကိုကျွန်တော်တို့အသုံးပြုထားပါတယ်။ဒီရှမ်းမြန်မာဂိမ်းစတင်လုပ်ခဲ့ဟောဒီ HTML5 ကိုကျွန်တော်တို့စပြီးတော့အသုံးပြုခဲ့တာပါเนาะ အဲသူ့ရဲ့အာသာချက်ကအဓိကကသူကဟိုဟိုပေါ့သူ့အတွက်တီးတန့် plug in နေအဲဘာတွေမလို့ဘောနော်ဒီ mobile browser ဖြစ်ဖြစ် desktop browser ဖြစ်ဖြစ်ဒီဒီ web browser ကနေတန်ကစားရုံပဲပေါ့ဆိုလိုတာကအဲ game တစ်ခါရေးပြီးွားရင်ဒီ mobile phone တွေရောဒီ computer တွေမှာရောတစ်ခါရဲ့အသုံးပြုလို့ရတာပေါ့အဓိကဒီကဘာအာသာလဲဆိုတော့ဒီကျွန်တော်တို့မြန်မာပြည်ကျွန်တော်ပါဝင်ပေါ့ဒီ indie developer လို့ခေါ်မှာပေါ့ဒီအပျော်တန်း developer တွေလို့ယူဆမှာပေါ့နော်ဒီ developer တွေအတွက်ဆိုရင်ဒီလူအင်အားလည်းအများကြီးမရှိဘူးအဟို resources ကလည်းအများကြီးမရှိဘူးပေါ့နော်သူများနိုင်ငံတွေမှာဆို game တစ်ခုရေးဖို့ဆိုလူဝန်ထမ်းအယောက်20 30တောင်းနေသူတို့ project ရေးကြတော့ဒီမှာတစ်ယောက်နှစ်ယောက်နဲ့ရေးတော့အဲ့တော့ project တစ်ခုရေးပြီးွားရင်ဒီ game တစ်ခုက ဒီ multi platform ပေါ့အခု mobile မှာဆိုလဲဒီ iOS ရှိမယ် Android ရှိမယ်စသဖြင့်အလုံးအလုံးကို support လုပ်ဖို့အရင်အရေးကြီးရပါတော့အဲ့တော့ HTML5 ရဲ့အာတာကျက်ကဘာဖြစ်မလဲဆိုတော့တစ်ခါရေးပြီးွားရင် desktop mobile စသဖြင့်အကုန်လုံးမှာတစ်ခါလေးအသုံးပြုလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ HTML5 technology ကိုဟိုအသုံးပြုဖြစ်တာပေါ့နော် your game မှာဆိုလို့ရှိရင်ကျွန်တော်တောင်းတိုင်းနေပညာဒီ backend တွက်ဆိုလို့ရှိရင် node.js ကိုအသုံးပေးထားရယ် database တော့ဆိုလို့ရှင်ကျွန်တော် NoSQL ဖြစ်တဲ့ MongoDB ကိုတောင်းပေးထားတယ်။ဘာဖြစ်လို့ဒီနှစ်ခုရွေးရလဲဆိုတော့ Node.js အနေနဲ့ကျွန်တော်က server side မှာပဲဖြစ်ဖြစ် client side ဖြစ်ဖြစ် JavaScript တစ်မျိုးနဲ့ပဲရေးလို့ရတယ်။အဲတော့ JavaScript တစ်မျိုးနဲ့ရေးလို့ရသည့်အပြင်သူ့မှာအားသာချက်တွေအများကြီးရှိတယ်။အဲတော့ general အဖြစ်ပြောမယ်ဆိုလို့ရှင်ကျွန်တော် HTML နဲ့ရေး gain တော်တော်များများမှာ HTML5 တောင်းတယ်။အဲတော့ဒီ JavaScript နဲ့တောင်းကြတယ်။ server side မှာလည်း JavaScript နဲ့ရေးတယ်။ client side မှာလည်း javascript နဲ့ gain တစ်ခုနဲ့ gain တစ်ခုနဲ့တစ်ခုစကားပြောရဲ server နဲ့စကားပြောရဲရှင်မှာကျွန်တော် http အပြင်ကျွန်တော် socket ကိုတုံးလို့ရတဲ့အတွက်ကြောင့်ဒီ node.js ကိုအဓိကရွေးဖြစ်တာလည်းပါတယ်ပြော database ပိုင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် gain နေမှာဆိုလို့ရှိရင်တရက်တရက် log data တွေအများကြီးထွက်တယ်အဲဒီ log data တွေအပြင် ကျူစာရဲ့စကားပြောကြရဲ့ချက်လော့တို့အရှင်းရှင်းဟိုတော့ရဒီတော့ရယူစာတွေဘာလုပ်တယ်ဆိုတဲ့ action တိုင်းကိုကျွန်တော်တို့က data အများကြီးတင်ထားတယ်အဲ့ဒီပေါ်မှန်တီးပြီးတော့မှကျွန်တော် promotion နဲ့လောက်တဲ့ analyst report တွေ အများကြီးတုတ်ဒီလိုမျိုး data value အကြီးတွေကို control လုပ်ဖို့တော့ကြတော့ MongoDB ကအများကြီး performance အနေနဲ့ကောင်းတယ် data quality လည်းအလေတကူဆွေးလို့ရတဲ့အတွက်ကြောင့်ဒီ MongoDB ကိုရွေးချယ်ပြီးတော့ကျွန်တော်လုပ်ပေးထား online game tour တွေမှာ action adventure racing flying shooting စတဲ့ game မျိုးစားပေါင်းများစွာကိုတွေ့နိုင်ပါတယ်ဒီလို game တွေကိုကွန်ပျူတာနည်းပညာတွေနဲ့ပေါင်းစပ်ဖန်တီးရတာဖြစ်ပါတယ် game developer တယောက်ဖြစ်လာဖို့အတွက်ကွန်ပျူတာပညာရပ်ဆိုင်ရာနဲ့နည်းပညာပိုင်းဆိုင်ရာနားလည်တွေ့တမ်းမှုတွေလိုအပ်ပါတယ်။ ဒါပြင်ဖန်တီးမှုစွမ်းရည်နဲ့အသက်ဆန်းကိုအမြဲမပြတ်တည်ထွင်ခြင်းနဲ့စိတ်ရှိဖို့လည်းလိုအပ်ပါတယ်။အဓိကလိုအပ်တာကတော့မဖြစ်မနေလှုပ်ဆောင်ခြင်းနဲ့ဝိရိယနဲ့ဆွေးရှိဖို့ကပိုအရေးကြီးပါတယ်။ Game Developer တရားဖြစ်လာဖို့ခုနပြောသလိုပေါ့နော်။စိတ်ဓာတ်နဲ့စူးစမ်းအားထုတ်မှုကအဓိကပေါ့။အဲ့တော့တကယ်စတော့မယ်ဆိုဘယ်ရစရမလဲဆိုတဲ့ question ရှိတာပေါ့။အဲ့တော့ဘယ်ရစတင်လဲဆိုရင်ကျွန်တော်ကတော့အားပေးတာကကျွန်တော်ကိုယ်နိုင်လေအသုံးပြုနေတဲ့ဒီ HTML5 ဒီ constructor ပေါ့နော် game engine လေးကိုစမ်းပြီးသုံးကြည့်စေခြင်းနဲ့ဘာဖြစ်လဲဆိုတော့ तू ကတော်တော်လွယ်ပါတယ်တော်တော်လွယ်ပါတယ်အဓိကဒီစဖြစ်ဖို့အလွယ်တကူစဖြစ်ဖို့အရေးကြီးရပါဘယ်လိုမှဆိုဟို first step ကအရေးကြီးရလေအဲ့တော့ဒီအလွယ်တကူစဖြစ်အောင် constructor ဆိုတဲ့ game 2လေးနဲ့စမ်းပြီးသုံးကြည့်ပါအဲစမ်းပြီး game mini game လေးစမ်းရေးကြည့်ပါအဲ့ရမှာတစင်လိုအပ်လာရင်ဟိုပုံမကောင်းမှုနဲ့ game engine တွေပြောင်းသုံးပါဒီလိုအကြံပေးခြင်းပါတယ် ဲ့ concept 2ကတော့ဟို HTML5 base ကိုအခြေခံထားတဲ့ဒီ gaming store လေးပေါ့ဟို game ကလည်းအရင်မခက် game ရေးဖို့ကလည်းဟိုအရင်မခက်ဘူးပေါ့အာပြီးတော့ဒီ game store နဲ့လည်းလည်းကို game ရေးလို့ရတယ်အာနောက်ပိုင်းဟို game ကို fast level သွားမယ်ဆိုရင်တော့မှဒီ game နဲ့ဒီ tools လေးနဲ့ဟိုကောင်းကောင်းတွားလို့ရတယ်ပေါ့နော် object game game မှာပါတယ် object တွေ ပြီးတော့ action နဲ့ event တွေက try and draw အလွယ်တကူထည့်သုံးလို့ရတယ်ပြီးတော့ခက်ခဲအများကြီးမရှိပါဘဲနဲ့ပဲဟိုလူတွေကိုလေ့လာလို့ရတယ်ပေါ့တလန္တနာကိုလေ့လာရုံနဲ့ဟိုဒီ tools တွေကိုကောင်းကောင်းနားလည်ပြီး founding ဖြစ်သွားနိုင်တယ်အာနောက်ပိုင်းကိုကိုများများလေ့လာလေလေကိုများများလုပ်နိုင်လေဖြစ်သွားအဲဒါပေမဲ့ game ပေါ်မူတည်ပြီးတော့မှကျွန်တော် JavaScript တွေနည်းနည်းပါပါထည့်ရတာမျိုးရှိတယ်။ game နဲ့ UI base ထည့်ခံပြီးတော့မှရေးတွေ့ကြမှာလို့ ဟိုကိုဂိမ်းမင်းကိုနားလဲတယ်ဆိုရင်ဟိုလွယ်လွယ်ကူကူနဲ့ငင်းငင်းကြီးတက်ဖို့အဲရှင်းနိုင်တယ်ပေါ့နော်ဟုတ်ဂိမ်းတစ်ခုရဲ့အစားကစိတ်ကူးကနေအစားပြုတာဖြစ်ပေမဲ့လက်တွေမှာဂိမ်းတစ်ခုဖြစ်လာဖို့အတွက်အချိန်များစွာပေးပြီးဖန်တီးရပါတယ်စတူဒီယို AMK ကမကြခင်ထွက်လာမယ်ဂျွာဂိမ်းကိုလွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းကစပြီးဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ပြည်ရင်းမှာကျန်းကျန်တဲ့ပညာရှင်တွေပါတဲ့ ဆက်သွယ်ရေးနဲ့အင်တာနက်ဝန်ဆောင်မှုအားနည်းခြင်းကသူတို့အတွက်အချိန်ပိုကြာစေခဲ့ပါတယ်။ Studio AMK အနေနဲ့သူတို့ရဲ့ social network game ဖြစ်တဲ့ Jaw Game မှာဂိမ်းကစားသူတွေအတွက်စိတ်ကျေနပ်မှုရအောင်ဖန်တီးပေးထားတယ်လို့ဆိုပါတယ်။ဂိမ်းထဲမှာလက်ရှိပြင်ပအခြေအနေနဲ့တူညီတဲ့ပတ်ဝန်းကျင်မျိုးဖန်တီးပေးထားပြီးဂိမ်းကစားသူတွေအနေနဲ့ကုလိုချင်တဲ့လူနေမှုစနစ်မျိုးကိုလက်တွေ့ပေါ်ရတဲ့တစ်ထက်သေးနီးပါးတူတဲ့ပုံစံမျိုးနဲ့ဖန်တီးနိုင်မှာဖြစ်ပါတယ်။အမရွာလေးထဲမှာဒီ social game လေးပေါ့သူကတော့ ဒီတဲမှာဆိုလို့ရှိရင်ကျွန်တော်တငယ်ချင်းတွေချင်းချင်းချက်တင်ပြောလို့ရမယ်နောက်မီနီဂိမ်းလေးတွေပါမယ်နောက် activity လေးတွေပေါ့ရာသီလိုက် activity လေးတွေအဲ့လိုဟာမျိုးလေးပါမယ်ပေါ့နော်အဲဒီဂိမ်းလေးကိုစလုပ်ဖြစ်တာဆိုလို့ရှင်တော့တစ်နှစ်ခွဲတစ်နှစ်ခွဲနှစ်နှစ်နီးနီးလောက်ရှိပြီပေါ့နော်အဓိကကတော့ဒီလူ3-4လောက်လောက်နဲ့ကျွန်တော်တို့ဒါဟိုဟို quality ဘိုင်းလည်းအများကြီးဟိုမျိုးမဖြစ်အောင်ကျွန်တော်အများကြီးကြိုးစားထားပါတယ် social game တွေက social network တွေကနေ internet line ကိုသုံးပြီးကစားရတဲ့ဂိမ်းတွေဖြစ်ပါတယ် နောက်30ခုနှစ်ကစပြီးဖြစ်စားလာခဲ့ပြီးအခြေသွင်းမြင့်တဲ့ mobile phone တွေနဲ့အသုံးပြုနိုင်အောင်တီထွင်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ social game တွေဟာလူကြိုက်များပြီးထင်ရှားလာခဲ့ပါတယ်။အဒီတဲ့ဝင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Facebook အကောင့်ပေါ့နော် Facebook အကောင့်နဲ့ဒီမြန်မာ game ကိုလှမ်းပြီးတော့အဲ connect လုပ်လို့ရတယ်။ဒါမှမဟုတ်ရင်လည်းမြန်မာ game မှာ registration လုပ်ပြီးတော့လည်းဝင်လို့ရတယ်ပေါ့နော်။ PC ကနေပဲဖြစ်ဖြစ်နောက် mobile device တွေကနေပဲဖြစ်ဖြစ်အဲဘယ်လိုနေရဘယ်ဘယ်လိုအခြေအနေမျိုးဘယ်လိုနေရာမျိုးရောက်နေပါစေဒီ game ကိုဟိုလှမ်းပြီးတော့ ို solve လို့ရအောင်ကျွန်တော်လုပ်သွားမှာပါခင်ဗျာနောက်စတဲ့ခုနှစ်အတွင်းမှာဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေအတူအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေပါတိုးတက်လာခဲ့ပါတယ်အင်တာနက်ဝန်ဆောင်မှုပေးတဲ့ operator တွေရဲ့ပြိုင်ဆိုင်မှုဟာ mobile industry တစ်ခုလုံးသက်သာမက mobile game mobile application နဲ့ online game ရေးတဲ့ developer တွေအတွက်ပါအခွင့်အရေးတွေပိုကောင်းလာစေပါတယ်ဂိမ်းကစားသူတွေဂိမ်းနဲ့ application ထုတ်လုပ်သူတွေ mobile phone ထုတ်လုပ်သူတွေနဲ့ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်အကျိုးပြုတဲ့ဆက်ဆက်မှုတွေရှိနေတာကြောင့် ကွန်ပျူတာနဲ့ ID နည်းပညာကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက်အနာဂတ်မှာအလုပ်ကိုင်ခွင့်လန်းတွေပိုများလာနိုင်တဲ့အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။ Game industry လို့ဟိုသုံးမဲ့အစားပေါ့နော်အဓိကနည်းပညာ industry အကြောင်းကျွန်တော်အဓိကပြောချင်တာပေါ့အဓိကအခုမြန်မာပြည်မှာဒီကလေးတွေအကြောင်းပြီးပြီးဘာလို့မှမသိဘူးဟိုဟိုလိုလိုဒီလိုလိုဖြစ်နေကြရဆိုရင်ကျွန်တော်ကတော့ဟိုဖြစ်နိုင်ရင်ဒီ IT ပဲလာလို့ပါအဓိကဒီ programmer ဒီ game ရေးတာ app ရေးတာစသဖြင့်ဒီဟာတွေလုပ်ပါလို့ကျွန်တော်ကတော့ပြောစင်ခြင်းတယ်ဟိုတိုက်တွန်းခြင်းပါတယ်အဓိကဘာကြောင့်လဲဆိုတော့ဒီအခုကဘာမှာဒီ top 500 company ရှိပါတယ်ဒါတွေကိုလေ့လာကြည့်သင့်ပါတယ်အများစုကနီးပညာကိုအခြေခံတဲ့ company တွေပါဒီနီးပညာဆိုတာမှာတချို့ company အသေးလေးဆိုတော့ဒီ gain လေးတစ်ခုနှစ်ခုပေါက်ပြီးတော့ဒီ billion နဲ့ချီပြီးတန်တဲ့ company တွေချက်ချင်းဖြစ်သွားတာတွေလည်းရှိပါတယ်အဲ့တော့ဒီ gain တို့ app တို့ဆိုတာဒီ future ဟို business ရဲ့ဒီဟိုလိုပြောမလဲဒီဒီ future မှာအရင်ဟိုအလားလာကောင်းတဲ့ဒီဟိုပါဗော business တွေပေါ့နော်အဲ့လိုကျွန်တော်ပြောအသုံးသက်ရပါမယ်အဲ့ဒီတော့ဟိုပါဗောကျွန်တော်တို့လည်းဒီ industry ဟိုမြင်ပါတယ်မြင်ပါတယ်အမြင်နဲ့ဆိုတာဒီမြန်မာပြည်မှာလည်းဟိုအနေနဲ့မြန်ဒီလိုဖွံ့ဖြိုးလာမယ်လို့ယုံကြည်ရပါတော့ နောက်တစ်ချက်ကအခုဟို mobile operator တွေဆိုလဲအခု Telenor ရှိတယ် Orido ရှိတယ်နောက်ဒီ MPD တို့ဘာလို့လဲအများကြီးအခုဖြစ်လာပြီးတော့ဖြစ်လာပြီးတော့ mobile user အသုံးပြုတာလည်းပုံများလာပြီများလာတော့ဒီ mobile app တွေ game တွေလုတ်ချင်အဖြစ်ဒီမြန်မာပြည်မှာဟိုအလားအလာအခွင့်အရေးတွေအများကြီးရှိပါတယ်လူငယ်တွေကလေးတွေဘာလို့မှမမသိရင်အဲ့ဒီအပိုင်းတွေလေ့လာပါကိုယ့်ရဲ့ idea တွေကိုချပြပါလုတ်ကြပါအားပေးပါတယ်လို့ တူရီ AMK မှာရွာကိန်းအပြင်နောက်ထပ်ဆက်ထုတ်ဖို့ကြိုးစားနေတာကမဟာကိန်းနဲ့ B-side view ဆိုတဲ့ဂိမ်းတွေဖြစ်ပါတယ်။မဟာကိန်းကပကံကိမြမတမိုင်းနောက်ခံဂိမ်းဖြစ်ပါတယ်။အနော်ထာကသူ့ရဲ့အမိကွဲနောင်တော်စုကတိမင်းရဲ့ညီသားနောင်မယ်လို့ကြည်စဲပြီးပြောလိုက်တဲ့စကားကိုအမျက်ထွက်ပြီးစုကတိမင်းထံကချင်းနန်းကိုလုံချံဖို့ပုပ်ပါဘတ်ကိုလက်နက်အင်အားစုဆောင်ဖို့ကြောက်လာခဲ့ပါတယ်။ပုပ်ပါရွာသူကြီးကအနော်ထာထံမှာတစ္ဆာခံပြီးပုံကံမှုကြိုးစားတာကိုစုတင်းမင်းကသိသွားတာကြောင့် ပုပ်ပားရွာသူကြီးကိုဖမ်းပြီးအနော်ထားနဲ့သူ့ရဲ့တက်တွေရှိတဲ့နေရာကိုမေးပေမဲ့ကြီးကမဖြေတဲ့အတွက်ခေါင်းဖြတ်တက်လိုက်ပါတယ်။ဇလန်းကဒီနေရာကနေစမှာဖြစ်ပါတယ်။မဟာဂိမ်းမှာအဓိကဆက်ကောင်ကအနော်ထားစီမှာကြံခဲ့တဲ့ပုပ်ပားရွာသူကြီးရဲ့သားဖြစ်ပါတယ်။ဒါဒီမဟာမှာလဲစခရစ်ပိုင်ရေးထားပေးတယ်။အဲဒီပိုင်ကိုတာဝန်ယူထားပေးတာပေါ့။အာစခရစ်ပိုင်ဘာလို့ရေးဖြစ်သွားလဲဆိုတော့အကိုရောမောင်လည်းညောပကံသွားတယ်။ပကံသွားတဲ့ခါကျပကံမှာပဲဒီ အာရှေ့ဒေသနဲ့ဘူဟုစုတိုင်းပေါ့နော်အကုန်လုံးစုပြီးတော့ညီမတို့ပြန်လာတယ်ပြန်လာပြီးတော့ဒီရောက်တဲ့ခါကျတော့အကုန်လုံးတင်မွားအမေနဲ့အကုန်လုံးစုပြီးမှဒီ script ကိုရေးတယ်မာဂင်းကိုရေးဆွဲဖို့အတွက်လွန်ခဲ့တဲ့နှစ်ပေါင်းတထောင်ကျော်ကပုဂံခေရဲ့ရင်ကျေးမှုလက်ရာတွေရှင်းမြန်မာလူမျိုးများရဲ့စင်ရင်ထုံးဖွဲ့မှုနဲ့ဒလစ်ထုံးစံတွေကိုအနီးကပ်ဆုံးပုံဖော်နိုင်ဖို့ညီမတမိုင်အငွေသက်ကိုပြန်လည်ခန်းစားအမှတ်ရနိုင်ဖို့ပကံမျိုးဟောင်းမှာကိုယ်တိုင်လေ့လာမှုတွေလုပ်ခဲ့ပြီးအခုချိန်မှာတော့ digital artist တွေနဲ့ဖန်တီးမှုတွေစတင်နေပါပြီ ဂိမ်းအတွက်နောက်ခံတဲ့ချင်းကဆရာများတန်းဆန်ရေးပြီးဇော်ဝင်းထွတ်ဆိုရတဲ့မဟာဖြစ်ပါတယ်မနက်ကဆိုလို့ရှိရင်ဒီပြိတ္တလက်ထက်ရောက်လို့ရှိရင်မိနစ်က3မိနစ်စာလောက်ပဲရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီဟာအတွက်အားစိုက်ထားရတာပေါ့နော်အဲဒီဟာကတော်တော်လေးများပါတယ်ခင်ဗျအရင်ဆုံး story book ဆွဲတာတွေနောက် final draft ဆိုရတယ်နောက်ပြီးတော့ final animation တို့ frame တွေချရတဲ့အတွက်ကိုအများကြီးအချိန်ယူရပါတယ်ခင်ဗျဟို character တစ်ခုချင်းစီရဲ့ဒီအဝတ်အစားပိုင်းဆိုင်ရာတွေရောဒီသူတို့လက်နက်တွေအသုံးပြတဲ့လက်နက်တွေအဲ့ဒီခက်ကဟိုစင်ရင်ထုံးပွဲတဲ့ဟာတွေပါအစအကုန်လုံးကိုတိတိချာချာကိုလေ့လာပြီးတော့မှပဲလုပ်ရတာဆိုတော့ကျွန်တော်တို့ဒီ game play မှာဆိုလို့ရှိရင်ဟို game play မစခင်ဒီ story ရေးလေးကအဓိက animation လေးဖြစ်မဲ့အနေထားပေါ့နော်ဒီ history လေးကိုပဲ ဟိုအခြေခံပြီးတော့မှဒီ game player ကလောက်ထားတာဆိုတော့ဒီပုံမှာကျွန်တော်တို့အများကြီးအားစိုက်ထားပါတယ် game နဲ့ပတ်သက်လို့ရှိရင်လည်း character တွေအစတယောက်ချင်းစီတကောင်ချင်းစီကိုအသေးချာကိုဆွဲပေးထားပါတယ် Studio AMK ရဲ့သက်တမ်းကမြန်မာနိုင်ငံမှာတနစ်ကျော်သာရှိပါသေးတယ်။သူတို့အနေနဲ့ mobile game ဈေးကွက်မှာလက်ရှိချိန်ထိရှမ်းသမားဂိမ်းတစ်ခုသာရှိပေမဲ့မကြခင်မှာဂိမ်းအမြောက်များထုတ်နိုင်ဖို့အရေးသွေးရှိတဲ့ဝန်ထမ်း20ကျော်နဲ့အစွမ်းကုန်ကြိုးစားနေကြပါတယ်။ Draw game က2015ခုနှစ်တွင်မှထွက်လာမှဖြစ်ပြီး Draw game အပြင်နောက်ထပ်ထွက်လာမယ့် game က B-side view ဆိုတဲ့ game ဖြစ်ပါတယ်။ Horror နဲ့ Romance ပေါင်းပြီးဖန်တီးထားတဲ့စွန်းစားကန်းတွေပါတဲ့ Adventure game ဖြစ်ထွက်လာမှဖြစ်ပါတယ်။ဒီ game မှာအဓိက character main character နှစ်ယောက်ပါတယ် game စမှာဆက်ဆောင်ကောင်းလေးရဲ့သူ့ကောင်းမလေးကိုလက်ထပ်ဝင်တောင်းမယ်ဆို ပြီးတော့ဒီနေပြည်တော်ကနေပြီးတော့အပြန်ပေါ့နော်အပြန်လမ်းမှာ minor 98ရောက်မှာ car accident ဖြစ်ပြီးတော့အဲ car accident ဖြစ်ရနေစပါတယ်ပေါ့အဲဒီ car accident ဖြစ်ရဖြစ်ပြီးတော့သူ့ကောင်းမလေးစီကိုဘလို့ခက်ခဲတယ်ဘလို့ကြော်ပြပြီးတော့တောင်းမယ်ဆိုတော့ဒီ game ထွက်လာတဲ့ခါကျရင်ကေဟိုဝင်းအောင်စုံစားရင်းနဲ့ သိရှိလာမှာပါဒီ game မှာသုံးမဲ့ theme song ကိုကျွန်တော်ဒီ universal music production ကနေပြီးတော့အာဒီကပနာရဲ့ close to ဆိုတဲ့တခြင်းကိုအသုံးပြုဖို့မူပိုင်ခွင့်ယူဖို့ညှိနှိုင်းလာပါတယ်ဒီ beside you milestone 78 game က horror game ဆိုပေမဲ့ romance တွေပါပါနေတဲ့အတွက် gamer တွေအတွက်အာစိတ်ကျဉ်နေမှုရရှိနိုင်ပါပါ game တွေကိုဖန်တီးရကား ဗစ်ဆွေပိုင်းဆိုင်ရာအတွက်ဒုပုံတွေနဲ့နောက်ခံရှုခင်းတွေအလင်းအမောင်းအရောင်ရွေးချယ်မှုတွေကိုတာဝန်ယူရသူတွေက digital artist လို့ခေါ်တဲ့ computer graphic ရေးဆွဲသူတွေပဲဖြစ်ပါတယ်။သူတို့ဟာတချိန်ကခေတ်စားခဲ့တဲ့ရုပ်ပြဇာတ်လမ်းတွေမှာကတ်တုန်းရုပ်ပြဆွဲတဲ့အမှုပညာရှင်မျိုးတွေဖြစ်ပါတယ်။တိုးတက်လာတဲ့နည်းပညာကရုပ်ပြဇာတ်ကောင်တွေကိုသက်ဝင်လှုပ်ရှားလာတဲ့ digital ဇာတ်ကောင်တွေဖြင့်ပြောင်းလဲစေခဲ့ပါတယ်။ဒီလိုပြောင်းလဲနိုင်ခဲ့တဲ့နောက်မှာတော့ဂိမ်းတွေဟာလူငယ်တွေရဲ့အကြိုက်ဆုံးရွေးချယ်မှုဖြစ်လာပါတယ်။ လူငယ်တွေကြားမှာလုပ်ပြကတ်တုန်းတဲ့နေရာကိုဂိမ်းတွေကအချိန်ဟုန်နဲ့အစားထိုးနေရာယူလာခဲ့ပါတယ်။2000ခုနှစ်နောက်ပိုင်းကစပြီးမိုဘိုင်းဖုန်းတွေနဲ့မိုဘိုင်း device တွေရဲ့ဤပညာနဲ့အရေးသွေးကောင်းမှုကကတ်တုန်းဆာမင်နာဘောကစက်ကောက်နေတာမကပဲကတ်တုန်းရေးဆွဲသူတွေကို digital artist တွေဖြစ်ပြောင်းလဲစေခဲ့ပါတယ်။အထူးသဖြင့်မျိုးဆက်သစ်ကတ်တုန်းပညာရှင်တွေက digital artist တွေဖြစ်မွေးဖွားလာခဲ့ပါတယ်။ ကျွန်တော်ဒီ digital artist ဖြစ်လာတာအဓိကကျွန်တော်ဖေကပကြီးဆရာပေါ့နော်ပကြီးဆရာဥပိုကြီးအဲပြီးတော့ကျွန်တော်ငယ်တည်းကကျွန်တော်အကောင်တွေအဲလို super hero တွေသဘောကျတယ်သဘောကျဆိုအဲဥမာဟို power ranger တို့ batman တို့ကြည်ပြီးတော့အဲကာတူန်ကကြည်ပြီးတော့ light ဆွဲပေါ့နော်အဲလိုအတပြေးနဲ့ဆွဲဆွဲနဲ့နောက်မှ game တွေဆော်လာနေပြီးတော့ game အတွက် character တွေထွင်ညင်လာတယ်ထွင်ညင်လာတော့အဲလိုတပြေးနဲ့ပေါ့နော်အခုဒီအချိန်ရောက်တော့ ီဒီ digital artist line နေရာလဲအခုအချိန်မှာဒီမှာအဲ twin jay တော့မဟုတ်သေးပေမဲ့တိုင်းလျောက်တော့သူလုပ်ငန်းလေးတွေရှိလာခါကျတော့ကျွန်တော် water နဲ့ကန်ရဲ့အတွက်အခုလုတ်ဖြစ်သွားတော့ပါ studio amg ကထုတ်တဲ့ဂိမ်းတွေကိုတနီယာတွေကနေဝင်ရောက်ကစားနိုင်တဲ့နေရာကတော့မြန်မာ game portal ဖြစ်ပါတယ်။ဒီနေရာကနေဂိမ်းနဲ့ပတ်သက်တဲ့ကိစ္စအားလုံးကိုပြုလုပ်နိုင်ပါတယ်။ တူတူ AMK ထုတ်တဲ့ဂိမ်းတွေမှာဂိမ်းကစားရင်အွန်လိုင်းကနေဈေးဝယ်နိုင်တဲ့စနစ်လည်းရှိပါတယ်။မြန်မာဂိမ်းပေါ်တဲ့ကြီးရဲ့ချက်ကတခြားသောဂိမ်းဒီပလိုမာတွေအနေနဲ့သူတို့ရဲ့ဂိမ်းတွေကိုဒီညကနေဈေးကွက်ထဲရောက်အောင်ဖြန့်ပေးဖို့လည်းဖြစ်ပါတယ်။မားတို့ရဲ့ဒီမြန်မာဂိမ်း portal ဆိုတဲ့ platform မှာ လာရောက်အသုံးပြုတဲ့လူပေါင်းကျူစာ၄သိန်းနီးပါးခန့်ရှိပြီပေါ့နော်အဲ့တော့ဒီမြန်မာဂိမ်းပေါ်တော်ရဲ့ဒီအဓိကရွေချက်ကတော့ဒီ Studio EMK ကထုတ်တဲ့ game တွေ app တွေအပြင်ကိုတခြားမြန်မာ developer တွေရဲ့ကိုယ်တိုင်တီထွင်ထားတဲ့ game တွေ app တွေနောက် software တွေကို user တွေစီအလွယ်တကူရောက်ရှိနိုင်ဖို့နောက်တစ်ခုက payment အနေနဲ့အလွယ်တကူချိတ်ဆက်ပြီးအသုံးပြုလို့ရအောင်ရည်ရွယ်ပြီးတော့လုပ်ထားတယ်ပေါ့နော်အခုဆိုလို့ရှိရင် API တွေလည်းချိတ်ဆက်ဖို့ ready ဖြစ်နေပြီအဲ့တော့ဒီမြန်မာ developer တွေသူတို့ရဲ့ game တွေ app တွေ software တွေကို မကြခင် ဲမှာဒီ API နေနဲ့သုံးပြီးတော့ဟိုချိတ်ဆက်လို့ရတော့မယ်အဲပြီးတော့နောက်တစ်ခုကဒီမြန်မာဂိမ်းပေါ်တော်မှာရှိတဲ့ user တွေအတွက်ပေါ့နော်မြန်မာဂိမ်းပေါ်တော်မှာရှိတဲ့ contact မှာရှိတဲ့ item တွေကိုတို့အလွယ်တကူသုံးလို့ရအောင်လို့လည်း payment တွေကို system မျိုးစုံနဲ့အမတို့ချိတ်ဆက်ထားပါတယ်ဥပမာဆိုလို့ရှိရင်ဒီ mobile operator မှာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့အဓိကဖြစ်တဲ့ MBD ပေါ့နော် MBD နဲ့အမတို့တရားဝင်ချိတ်ဆက်ပြီးပြီနောက်တစ်ခုကကြတော့ Orido တို့ Telenor တို့နဲ့လည်းမကြခင်အသုံးပြုလို့ရတော့မယ် ပြီးတော့နောက်တစ်ခုကဒီမြန်မာဂိမ်းကနေထုတ်တဲ့ scratch card တွေကိုဒီရန်ကုန်မှာရှိတဲ့ City Express ဈေး90လောက်မှာ24နာရီပိတ်ရမရှိဝယ်လို့ရနေပြီ။မန်လေးမှာလည်းမတို့ဖြတ်မှုအစီအစဉ်နေတယ်။ပြီးတော့နောက်တစ်ခုကဒီလို scratch card တွေအပြင်ကိုဒီပြပမှာရောက်နေတဲ့သူတွေနောက်တစ်ခုကဒီ PayPal တို့ credit card တို့ debit card တို့ရှိတဲ့ user တွေအတွက်ဆိုလို့ရှိရင်လည်းဒီ online ကနေတဆင့် PayPal ကနေတဆင့်ဝယ်လို့ရအောင်လို့အကုန်လုံးတရားဝင်ချိတ်ဆက်ပြီးပြီ။ပြီးတော့နောက်တခြား payment channel တွေပေါ့နော်မြန်မာ mobile money တို့နောက် CB Bank ရဲ့ mobile banking တွေမှာ မှာဒီအမတို့ရဲ့မြန်မာဂိမ်းရဲ့ API ကိုလည်းတွားရောက်ချိတ်ဆက်ပြီးတော့ဝယ်ယူလို့ရအောင်လဲစောင်ရွက်နေပြီပေါ့နော်နောက်နောက်ပိုင်းဆိုလို့ရှိရင်ဒါတွေဝယ်လို့ရတော့မယ်အဲ့တော့အဓိကတော့ဒီမြန်မာဂိမ်းပေါ်တော်စဲအဓိကရည်ရချက် ကတော့ဒီမြန်မာ developer တွေတည်ထွင်ထားတဲ့ဒီဂိမ်းတွေ app တွေအော် application တွေကိုသူတို့ခေါင်းစားပြီးတော့ဘယ်လိုဖြန့်ရမယ်ဘယ်လို marketing ဆင်းရမယ်ဘယ်လို payment တွေလုပ်ရမယ်ဘယ်လို customer service တွေလုပ်ရမယ်ဆိုတာကိုသူတို့စိတ်ပူစရာမလိုပဲနဲ့ဒီအမားတို့ရဲ့မြန်မာဂိမ်းပေါ်တော်မှာလာရောက် integrate လုပ်ခြင်းအဖြစ်ဒီဟာတွေကိုသူတို့မိပြီးအကုန် ခေါင်းစားကြရမလို့ပဲねအမတို့အကုန်လုံးဒါတွေကိုတာဝန်ယူပြီးလုပ်ပေးနိုင်တယ်အဲ့တော့ဒီလိုတာဝန်ယူမှုအနေနဲ့ကကြတော့ customer service အနေနဲ့ဆိုလို့ရှိရင်လည်းလာရောက်အသုံးပြုတဲ့လူတွေအလွယ်တကူအအသုံးပြုပြီးတော့အခက်အခဲရှိလို့ရှိရင်ချက်ချင်းဖြေရှင်းပေးနိုင်အောင်လို့အမတို့စီမှာပိတ်ရမရှိရုံးဖွင့်ပြီးတော့ customer service ကိုလည်း shift နဲ့အမတို့ဟို run ပေးနေတယ်ပေါ့နော် service ပေးနေတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီကိုတီထွင်ထားတဲ့ game တွေ app တွေ software တွေရှိခဲ့လို့ရှိရင်အမတို့ဒီမြန်မာ game portal နဲ့လာရောက်ပူးပေါင်းဖို့အမဖိတ်ခေါ်ပါတယ် အခုဆိုရင်ပြည်ထဲကမိုဘိုင်းဈေးကွက်မှာပြိုင်ဆိုင်မှုတွေများလာပါပြီ။ဒီလိုပြိုင်ဆိုင်မှုတွေများခြင်းကမိုဘိုင်းဈေးကွက်ကိုပိုပြီးကျူးမလာစေရုံမကနည်းပညာပိုင်းဆိုင်ရာနဲ့အမှုပညာပိုင်းဆိုင်ရာဖန်တီးမှုတွေကိုပိုပြီးတိုးတက်လာစေမှာဖြစ်ပါတယ်။နိုင်ငံတကာမှာနည်းပညာနဲ့ပတ်သက်ပြီးအကာအကွယ်ပေးနိုင်တဲ့တည်ကြတဲ့ဥပဒေတွေရှိပေမဲ့ဒီထဲမှာတော့မရှိသေးပါဘူး။ဒါဟာနည်းပညာနဲ့ပတ်သက်တဲ့နယ်ပယ်တစ်ခုထဲမှာမဟုတ်ဘဲမိုဘိုင်းမတ်ကတ်တွေက developer တွေအတွက်လည်းလက်ရှိရင်ဆိုင်နေရတဲ့မလုံခြုံမှုတွေဖြစ်ပါတယ်။ တူတူကြကြ challenge အနေနဲ့ပြောရရင်တော့ဒီမှာအဓိကကျွန်တော်တို့နီးပညာကုမ္ပဏီတွေကဟို online ပေါ့ internet ကိုအခြေခံရပါတယ် internet နှင်းနေပြက်နေအရန်ခက်ခဲတွေ့ပါတယ်ဒါနံပါတ်၁ချက်ပေါ့နော်နောက်တစ်ချက်ကတော့ဒီ government support ပေါ့အဲ့လိုပဲပြောရမှထင်တယ်အခုဘာဖြစ်ဒီမြို့ထဲမှာဆိုဒီတိုက်ခန်းငှားကားတွေစသည်ဖြင့် rental တွေအရန်မြင့်ပါတယ်အဲ့ဒီတော့ဟိုဒီ SMB ပေါ့နော်ဒီဒီ business အသေးလေးတွေအတွက် support တွေအများကြီးလိုပါတယ်နိုင်ငံတစ်ခုမှဖြစ်မြောက်ဖို့နောက်တစ်ချက်ကတစ်ဆက်တည်းပြောရမှာကတော့ဒီဥပဒေတွေပေါ့နော်ဥပဒေတွေမှာဟိုနီးပညာနဲ့ပတ်သက်ပြီးဒီဟိုဘယ်လိုပြောမလဲခိုင်မာတဲ့ကာကွယ်ပေးတဲ့ဥပဒေတွေအရင်နှဲပါတယ်ဥပမာကျွန်တော်တို့မြန်မာပြည်မှာထားပါတော့ဟိုကလေးတယောက်ကသူအသက်ထွင်လိုက်တယ်တခုခုကိုအဲ့ဒါကိုတခြားလူကခိုးယူသုံးတယ်ပွားသုံးတယ်ဆိုဒီကလေးကိုဘယ်လိုကာကွယ်ပေးမလဲအဲဒါတွေကျွန်တော်တို့အရင်အရေးကြီးပါတယ် ဒီလိုကာကွယ်ပေးတဲ့ဥပဒေတွေကာကွယ်ပေးတဲ့ဒီ law တွေပေါ့เนาะမရှိရင်ဒီ innovation တွေဘက်ကိုဘယ်လိုပြောမလဲဒီအရှိရောက်ဖို့အတွက်ကိုတွန့်ဝါစေနိုင်ပါတယ်တစ်ချက်တည်းမှာဖြစ်နောက်တစ်ချက်ပြဿနာရှိနေတာကဒီဒီအဲ့ protection law တွေမရှိရတဲ့အတွက်ဒီ foreign company တွေအနေနဲ့ဆိုလဲသူတို့အရင်စဉ်းစားပါတယ်ဥပမာသူတို့ရဲ့နည်းပညာကိုမြန်မာပြည်မှာယူလာပြီးအဲလောက်ကန်လိုက်ပြီးဒါဥမာ မြန်မာတွေပဲဖြစ်ဖြစ်သူနဲ့ပေါင်းပြီးလုပ်တဲ့လူပါဖြစ်ပွားွားရင်သူတို့ဘယ်လိုကာကွယ်မလဲစသဖြင့်ဒီ question တွေအများကြီးဖြေစရာတွေရှိပါတယ်။ဒါတွေကကျွန်တော်တို့လုပ်လို့မရပါဘူး။ဒီနိုင်ငံတော်အနေနဲ့ level နဲ့ဝိုင်းပြီးဖြေစီပေးမှအဆင်ပြေနိုင်မှာပါ။ဒါလေးတွေဖြေစီမယ်ဒါလေးတွေလုပ်မယ်ဆိုရင်ဒီမြန်မာ ID လောကအခုထက်ပိုပြီးမြန်မြန်ရွေးဝါမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။မိုဘိုင်းဂိမ်းကစားခြင်းက1998ခုနှစ်မှာ Nokia ဖုန်းနဲ့အတူ Snake ဆိုတဲ့ဂိမ်းနဲ့စပြုခဲ့ပါတယ် ရေသွင်းမြင့် mobile phone တွေပုံမကျေပြန့်လာခဲ့တဲ့ကိုရဲချိတ်ဆက်မှုတွေနဲ့ internet ဝန်ဆောင်မှုလုပ်ငန်းတွေတိုးတက်လာမှုကြောင့် mobile ခင်းကစားခြင်းကကမ္ဘာမှာလူကြိုက်အများဆုံးနဲ့ဖွံ့ဖြိုးမှုအမြန်ဆုံးဖြစ်စဉ်တစ်ခုအနေနဲ့အလင်းအမြန်ပဲကြီးထွားလာခဲ့ပါတယ်။ဂိမ်းကစားသူရေတော့ကလည်းတစ်နှစ်တစ်တစ်နှစ်ပုံများလာပြီးဒီကမ္ဘာလုံးမှာ mobile ခင်းကစားခြင်းကနေရတဲ့ဝင်ငွေကနှစ်စဉ်ဒေါ်လာ3ဘီလီယံကျော်တိုးနေပါတယ်။ဒါဟာ mobile game developer တွေအတွက်ဂိမ်းအသစ်တွေပိုထွက်လာစေဖို့နဲ့သူရဲ့ဂိမ်းတွေကိုအရေးသွင်းမြင့်ဖို့တွန်းအားတစ်ခုဖြစ်ပါတယ်။ လက်ရှိအာရှပစိဖိတ်ဒေသရဲ့အကြီးဆုံး gaming market ကဂျပန်နဲ့တရုတ်ဖြစ်ပြီးတရုတ်နိုင်ငံကကျွန်တော်တို့နဲ့ကက်လျက်ရှိနေပါတယ်။ mobile game စက်ကွက်မှာနိုင်ငံတကာက game ရေးဆွဲသူတွေဖန်တီးထားတဲ့ game သစ်တွေနေစဉ်ထွက်နေပြီး online store တွေမှာ game မျိုးစားပေါင်းများစွာရှိနေပါတယ်။ဒီလိုများပြားလာတဲ့ game တွေထဲမှာမြန်မာသမိုင်းနောက်ခံနဲ့မြန်မာ game တွေမြင်တွေ့ခွင့်ရဖို့မြန်မာ game developer တွေကတော့အစွမ်းကုန်စူးစမ်းနေကြပါပြီ။